ိုင်ကျွန်တော်တို့ဒီ Facebook တို့ TikTok တို့မှာကျွန်တော်ဗီဒီယိုတင်တဲ့အခါမှာကျွန်တော်တို့ရဲ့ဗီဒီယိုတွေက ရိုက်ကူးထားတဲ့ဟာက HD ဖြစ်ရတာ ਨੇ ကျွန်တော်တို့တင်လိုက်တဲ့အချိန်မှာဝါးသွားတဲ့အကြောင်းရင်းပေါ့နော်တချို့ကတော့တီးပြီးသားဖြစ်လိမ့်မယ်မတိသေးတဲ့လူတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်ပုံမှန်တိုင်းကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ်တင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော် TikTok account နေပြီးတော့မှာကျွန်တော်ဒီဗီဒီယိုတစ်ပုတ်ကိုကျွန်တော်စမ်းပြီးတော့တင်ပြပေးမယ်ဒါပုံမှန်နမူနာတစ်ပုတ်ကိုကျွန်တော်ရွေးလိုက်မယ်ဒီတစ်ပုတ်ကိုကျွန်တော်ရွေးလိုက်မယ်မိတ်ဆွေတို့တင်ကန်ဒီ ်ဘာလုပ်ရမလဲဆိုတာကတော့ပုံမှန်တမ်းကျွန်တော် next ကိုနှိပ်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာ filter တွေပြောင်းတာတွေစာတွေရေးတာတွေပေါ့နော်ကြိုက်တဲ့ဟာလေးတွေကအရင်တိုင်းရေးလို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ next ကိုထပ်နှိပ်မယ် description ဆိုရဲ့နေရာမှာလဲကိုအဆင်ပြေတာရေးကိုပုံမှန်တိုင်းရေးလို့ရတယ်။ဘယ်နေရာလေးကိုကျွန်တော်တို့ကသွားပြီးတော့ကြည့်ရမလဲဆိုတော့မတင်ခင်မှာဒီ mode option ဆိုတဲ့ဟာလေးပေါ့။ဒီ mode option ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက် ပြီးသွားပြီဆိုရင်ဒီအောက်ကိုနည်းနည်းလေးဆွဲချလိုက်လို့ရှိရင်ဒီ allow high quality upload ဆိုတဲ့ဟာဒါလေးကပိတ်နေတတ်တယ်တချို့ဟာတွေကပေါ့နော်မတိလို့မဖွင့်မိတာပဲဖြစ်ဖြစ်ဖြစ်တတ်တယ်ပေါ့နော်ကိုယ့်ရဲ့ account မှာကိုစမ်းပြီးတော့ဝင်ကြည့်ကြည့်လို့ရပါတယ်တကယ်လို့ဒါလေးပိတ်နေတယ်ဆိုလို့ရှိရင်ဒါလေးကိုတစ်ချမ်းနှိပ်ပြီးတော့ဖွင့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တင်ဓမြဗီဒီယိုတွေကကျွန်တော်တို့ရိုက်ကူးထားတဲ့အတိုင်းဗီဒီယို quality ရမှာဖြစ်ပါတယ်ဒါကတော့ TikTok အတွက်ပေါ့နော် Facebook လည်းအလားတူပဲဒါလေးကတော့ပြီးသွားပြီဆိုလို့ရှင်တော့ဒီ post လေးကိုနှိမ့်လိုက်ရပြီ Facebook မှာဘယ်ကနေစဝင်ရမလဲဆိုတာကိုကျွန်တော်ပြပေးမယ်ကျွန်တော်ဒီကနေထွက်လိုက်မယ် Facebook ထဲကိုကျွန်တော်ဝင်လိုက်မယ်ကိုယ့်ရဲ့ account ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကနေပြီးတော့မှဒီ account ထဲကိုပြန်ဝင်လိုက်မယ်ပြီးရင်အောက်နားလေးကိုဆွဲချလိုက်ရင်ဒီ setting and privacy ဆိုတဲ့အရာလေးကိုတစ်ချက်နှိမ့်လိုက်မယ်ဒီလိုရှင်တော့ဒီ setting ဆိုတဲ့အထဲကိုထပ်ပြီးတော့ဝင်လိုက်ပါမယ် ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်လေးကိုနည်းနည်းလေးဆွဲချလိုက်ပါတော့ဒီအောက်ကိုနည်းနည်းလေးဆွဲချလိုက်ပြီဆိုလို့ရှိရင်ဒီ media ဆိုတဲ့ဟာလေးကိုတွေးပါလိမ့်မယ်ဒါလေးကိုချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီ data saver ပေါ့နော်ဒါကိုရွေးထားတယ်ပေါ့ဒါလေးကိုရွေးထားတယ်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာလည်းဒီဟာလေးကိုရွေးထားတယ်ဆိုလို့ရှိရင်ဒီအမှန်ကြီးလေးကိုဒီ optimize ကိုတဲ့ဟာလေးကိုတစ်ချက်ပြောင်းပေးလိုက်ပါဒီမှာအရေးကြီးတာက Facebook မှာက ဒီဟာကကျွန်တော်တို့ကဗီဒီယိုတင်တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ network အနေထားပေါ့နော်ကျွန်တော်တို့ wifi line ကျနေတာတို့ internet line ကောင်းနေတယ်ကျနေဒါလေးတွေပေါ်မူတည်ပြီးတော့သူကနေပြီးတော့မှတင်သွားပေးတဲ့တဘောပေါ့နော်ဒါလေးကိုယူထားရဲဆိုလို့ရှင်ဒါဆိုရင် ကျွန်တော်တို့က HD တင်ခြင်းတယ်ဆိုလို့ရှင် line ကောင်းနေတဲ့အချိန်မျိုးတွေမှာတချို့ဆိုလို့ရှင် wifi နဲ့မဟုတ်ဘဲနဲ့ 3G နဲ့တင်တာမျိုးတွေရှိတယ်ပေါ့နော်ဒါဆိုဒီဟာလေးကိုဖွင့်ထားပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ Facebook မှာတင်တဲ့ video တွေခါပုံမှန်တစ် resolution တွေကောင်းသွားမယ် HD အရေးတွေးတွေရမယ်ပေါ့နော်တချို့လည်းတီးပြီးသားတချို့လည်းတီးပြီးတဲ့လူတွေအများကြီးရှိပါတယ်ပေါ့နော်ဒါကတော့မတီးသေးတဲ့လူတွေအတွက်ပါဒါလေးတွေဖွင့်ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲတင်တဲ့ခါမှာအရင်ကထက်ပိုပြီးတော့ရုပ်ထွက်တွေကောင်းလာမယ် HD UD တွေရမယ်ပေါ့နော် Okay နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါအောင်မယ်